ိုလိုချင်တဲ့စုသေးသေးချာချာတောင်းမိဆိုတဲ့အခါမှာကိုတောင်းတဲ့အတိုင်းပြည့်စုံဖို့ရတဲ့အတွက်ကိုယ်တဏ္ဏမှာဘာတွေရှိဖို့လိုအပ်တယ်လဲဆိုတာသိထားဖို့တော့အဲ့ဒါကဘာလဲလို့ဆိုရင်နံပါတ်၁ကယုံကြည်ချက်တတ်တာရှိရနံပါတ်၂ကကိုချင်းတည်လာနဲ့ပြည့်စုံရနံပါတ်၃ကတရားဓမ္မကိုကြားနာပူးတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်ဘောပေါင်းတရားကြားနာတယ်ဆိုတာ အင်တာမတ်တံမိုးရှင်ဘုဆေရဲ့ဥတီချက်မှန်ကန်မှုကိုရရှိစေဒါကြောင့်မို့လို့အပြစ်ကင်းတဲ့ပညာရတ္တင်နဲ့ပတ်သက်ပြီးတော့ဈာနာဘူးခြင်းဆိုတဲ့သုတ္တဆိုတာရှိရမယ်နောက်တစ်ခုကစာကားဆိုဆုံးလွှတ်တမ်းမှုတစ်ခုကိုရှိရနောက်တစ်ခုကတော့အသိပညာစဉ်းစားဉာဏ်ပညာထက်သန်တဲ့ပုဂ္ဂိုလ်ဖြစ်အဲ့ဒီငါးချက်ပြည့်စုံပြီဆိုလို့ရှိရင်တောင်းတဲ့ဆိုတာပြည့်စုံတယ် လို့ဟောအဲ့တော့ဘုန်းကြီးတို့တွေဆွတောင်းမယ်ဆိုလို့ရှင်ဒီ90ကိုကိုရှိမရှိပြည့်စုံမှုရှိမရှိချုပ်တင်ပြီးတော့စဉ်းစားထားဒီ90နဲ့ပြည့်စုံပြီဆိုလို့ရှင်တော့ကိုယ့်ရဲ့ဆွတောင်းမှုဟာပြည့်ပြည့်စုံနိုင်တယ်လို့ဒါဘုရားမြတ်စွာဟောကြားတဲ့ဒေသနာတော်ပဲ။